ဆရာမင်းလူရဲ့တကူတော်မဂ္ဂဇင်းဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်အပိုင်37ဒီပိုင်းမှာတော့အင်တာဗျူးကဏ္ဍကို တင်ဆက်ခြင်းပါတယ်အင်တာဗျူးကဏ္ဍမှာ ဂျာမန်အမေမြန်မာအဖေဆိုပြီးဆရာကနေစာပါတပုတ်ရေးထားတာပဲဖြစ်ပါတယ်။လွန်ခဲ့သော6နှစ်ခန့်ကဂျာမန်လူမျိုး တက္ကသိုလ်ကျောင်းသားတယောက်ကျွန်တော်စီရောက်လာပါသည်။သူ့နာမည်က George Noack မြန်မာအမည်တင်ထွန်းနိုင်ဖြစ်ပါသည်။ဂျာမနီနိုင်ငံပါလင်မြို့ဟမ်ဘုတ်တက္ကသိုလ်မှမြန်မာစာအထူးပြုကျောင်းသားမဟာဝိဇ္ဇာဘွဲ့အတွက် သူတင်သွင်းရမည်ကျမ်းမှာမြန်မာဝိတ္ထုများအတွင်ပါဝင်သော မြန်မာအမျိုးသမီးဆက်ဆောင်များအကြောင်းလေ့လာချက်ဖြစ်၏သူရွေးချယ်ထားသောဆောင်းများထဲတွင်ကျွန်တော်၏ရေတမာလုံးချင်းဝိတ္ထုလည်းပါသည်ထိုကိစ္စအတွက်ဆွေးနွေးလိုသောကြောင့်ကျွန်တော်နှင့်ဆက်သွယ်လာခြင်းဖြစ်၏သူကမြန်မာပြည်ကိုပကြခဏရောက်ဖို့သည်မြန်မာစာမြန်မာစကားကိုမြန်မာတယောက်နီးပါးရေးနိုင်ဖတ်နိုင် ပြောနိုင်သည် ကျွန်တော်ရေးတဲ့ဟာသာတွေတယောက်စာတွေကိုနားလည်ရလားဟုမေးသောအခါနားလည်ရုံမြောက်မှာက ဆရာပါကိုဆိုလိုတယ်ဆိုတာကျွန်တော်ရက်မိပါတယ်ဟုပြန်ပြောသည်ကျွန်တော်ကကိုပြောချင်တာကိုတဲ့တယ်မပြောပဲနမိတ်တွေကနေတဆင်ဝိဝိုက်ပြီးတင်ပြတဲ့နေရာမှာတော့ကဘာပေါ်မှာမြန်မာစာရေးဆရာတွေကအတော်ဆုံးပဲဖြစ်လိမ့်မယ်ထင်တယ်ဟုပြောတော့အခါသူကဟုတ်မယ်ထင်တယ်ဆရာ ဆိုပြီးပြုံးစီစီလုပ်နေ၏ဒီတစ်ချက်ကတော့စစ်အစိုးရတွေကိုကျေးဇူးတင်ရမယ်ဗျသူတို့ကြောင့်မြန်မာစာပေမှာ ရင်းနှီးရင်းဟန်အသည့်တစ်ခုပေါ်ပေါက်လာတာမဟုတ်လားဟုကျွန်တော်ကဆက်ပြောတော့သူရည်နေသည်သူကသိကျင်သောမိခွန်းတွေကို ရေးပေးထားခဲ့၏ကျွန်တော်ကစာနှင့်ရေးဖြည့်ပြီးနောက်တစ်ခါသူအလာမှာပေးလိုက်သည် ထိုဖြည့်ချားချက်များကိုမိတူတစားကူးယူထားလိုက် နောက်တော့ထိုကိစ္စကိုမိမိပြပြဖြစ်သွားသည်ဟိုတရက်ကစာအုပ်ထုတ်ရှာရင်စာအုပ်ပုံအောက်ကစာရွက်တွေပြန်ထွက်လာသည်ပြန်ဖတ်ကြည့်တော့ထိုဖြည့်ချားချက်များကိုစာဖတ်ပြည့်တတ်တယ် တင်ပြသင့်သည်ဟုထင်မြင်ယူဆမိပါသဖြင့်ရွှေအမြုတွေမှတဆင့်ဖော်ပြလိုက်ပါသည် ရေဘူးရမေခွန်များနံပါတ်1စာရေးဆရာရုပ်ရှင်ဒါရိုက်တာဦးသာဓုကျောင်းအုပ်ဆရာမကြီးဒေါက်ခင်ညိုတို့မှ1954မေ18တွင်မွေးဖွားခဲ့သည်မွေးချင်း၄ရောက်ရှိသည့်အနက်အငယ်ဆုံးဖြစ်သည့်အကိုဖြစ်သူများမှာမောင်ဝန္ဒစာရေးဆရာရုပ်ရှင်ဒါရိုက်တာ သူမောင် စာရေးဆရာရုပ်ရှင်သရုပ်ဆောင်ဒါရိုက်တာဆိုတော့ယူပရုပ်ရှင်သရုပ်ဆောင်တို့ဖြစ်ကြသည် စာပေနှင့်ရုပ်ရှင်လောကအတိုင်းဝိုင်းတွင်ကြီးပြင်းခဲ့သည်တက်ကတော်တက်နေစဉ်တွင်စာပေများကိုစတင်ရေးသားရင်းပုံနှိပ်လုပ်ငန်းစာအုပ်ထုတ်ဝေရေးလုပ်ငန်းများကိုလေ့လာခဲ့သည်အကိုဖြစ်သူသူမောင်နှင့်အတူစာအုပ်ထုတ်ဝေရေးလုပ်ငန်းကိုလုပ်ကိုင်ခဲ့ရာမိမိတို့နှစ်သက်သောစာအုပ်များကိုသာရွေးချယ်ထုတ်ဝေခဲ့သည်ဖြင့်အကျိုးအမြတ်ရှိလာပါသည် နှစ်နှဲငယ်ကြာတွင်အရင်းနှီးထက်မှန်ဖြစ်တင်နိုင်ခြင်းမရှိသဖြင့်လုပ်ငန်းကိုရပ်ဆဲခဲ့ရပြီးစာပေရေးသားခြင်းတတ်တတ်ဖြစ်သောဆက်လက်ရပ်တည်ခဲ့ရသည်1990ခုတွင်ရန်ကုန်တက္ကသိုလ်မှဝိဇ္ဇာဘွဲ့ BA ကိုတသနိကဗေဒအဓိကဘာသာရပ်ဖြင့်ရရှိခဲ့သည်1981တွင်မတ်ဆန်းဆန်းအောင်ယခုစာကြည့်တိုင်းမူတောဘက်ဆိုင်ရာဆေးတက္ကသိုလ်နှင့် လက်ထပ်ပြီးသမီးနှစ်ဦးထွန်းကားခဲ့သည်နံပါတ်1 เจ้าနေကစား၆နှစ်သားအရွယ်ကစားပြီးစာเจ้าရင်အနေငယ်များရှိသောဝိတုတိုကလေးများကိုကလေးအတွေးဖြင့်ရေးသားခဲ့သည်စာဖတ်တတ်သည့်အရွယ်မှတက်ကတူပွဲရသည့်အထိเจ้าစာထက်ပြင်ပစာဝိတုကပြအစီအထုပ်ပတ်သည့်စာတီတို့ကိုသာပို့၍စိတ်ဝင်စားခဲ့သည်လူငယ်ဘဝ၏ချိန်ပေါင်းများစွာကိုစာဖတ်ခြင်းတွေးတောစဉ်းစားခြင်းဘောလုံးကန်ခြင်းရည်စားထားခြင်းတို့ဖြင့်အချိန်ကုန်လွန်စေခဲ့သည်ရန်ဖန်ရန်ကเจ้าသားလှူရှာမှုများတွင်ပါဝင်ဆောင်ရွက်ခဲ့သည် စာဖတ်အလွန်ဝါသနာပါခြင်းစာပေအမှုပညာတိုင်းဝိုင်းထဲ၌ကြီးပြင်းခဲ့ရခြင်းအခြားအသက်မွေးဝင်ကြောင်းအလုပ်များလုပ်ရန်စိတ်မဝင်စားခြင်းအဲဝိဇာကွင်ပိအီချင်းလည်းမရှိခြင်းတို့ကြောင့်စာရေးစရာဖြစ်လာခဲ့သည်ဟုထင်ပါသည်။ဒါကြောင့်စာရေးသည်လည်းဆိုသောကိစ္စနှင့်ပတ်သက်ပြီးကြပြစရာတို့ဒီကသူ၏ကြပြတပုတ်ထဲတွင်လက်အငိမ်မနေနိုင်လို့ကြပြရည်တာမဟုတ်ဘူးစိတ်အငိမ်မနေနိုင်လို့ကြပြရည်တာဟုဆိုခဲ့မှုပါသည်။ဆရာကြီးတော်ရာဆွေကလည်း မရေးရမနေနိုင်လို့စာရေးတာရရင်မကုတ်ဖက်မနေနိုင်တယ်လို့ပေါ့လို့ပြောဘူးပါသည်ကျွန်တော်ကတော့အုံနောက်အစော့တန်းပြီးနှလုံးသားကအလွန်ရားတတ်သူဖြစ်ပုံရပါသည်ထို့ကြောင့်ចောင်းသားဘွားကလေးကပင်နိုင်ရက်အစားစားများတက်ကသူနှစ်လဲမဂ္ဂဇင်းများတွင်ကြပြများရေးသားခဲ့သည်တငယ်ချင်းများနှင့်အတူလက်ရေးကြပြအစားကလေးများထုတ်ဝေခဲ့သည်1986တွင်မဂ္ဂဇင်းများ၌ဝိတုတို့များစတင်ဖော်ပြခြင်းခံခဲ့ရသည် 1989ခုတွင်ပထမဆုံးလုံချင်းဝိတုပန်းချောင်းကိုရေးသားထုတ်ဝေခဲ့သည်1988တွင်ပထမဆုံးကဗျာဆောင်ချစ်လာဟိဝင်ငယ်လီကွဲကိုရေးသားထုတ်ဝေခဲ့သည်နံပါတ်3ကျွန်တော်သည် လူဒန်းစားပေါင်းစုံနှင့်တွေ့ဆုံဆက်ဆံခဲ့ပူပါသည်စိုက်ကားသမားလမ်းဘေးစည်းတဲ့ပြန်ကြားအလုပ်သမားကပိုင်း၌လူစုတစ်ခုတမျှလူသက်သမား ရဲရရှိရှေ့နေဇာဝင်ဇိုးရရရှိစစ်ဘိုလ်စစ်သားလုပ်ငန်းရှင်တတိတင်မောတာအင်ဂျင်နီယာကျောင်းဆရာပေါမောက်ခစသည်ဖြင့်အလွန်မျိုးစုံဖြစ်ပါသည် ထို့သူတို့၏ဇိုင်းများကိုလေ့လာခွင့်ရခဲ့ပါသည်စာမျိုးစုံကိုအဆက်မပြတ်ဖတ်ခဲ့သည်ဖြင့်စာတွေ့အသိပညာများလည်းရခဲ့ပါသည်အစဉ်သဖြင့်စဉ်စားတွေးတောနေလေရှိသောကြောင့်လည်းအတွေ့အမြင်များထွက်ပေါ်လာတတ်ပါသည် စာပေများရေးသားရာတွင်မိသည့်ပုံကို မိသည့်အယူဝါဒ၏လွှမ်းမိုးချုပ်ကန့်မှုကိုမလက်မခံဘဲမိမိ၏ကိုယ်ပိုင်တွေးခေါ်ဖြင့်သာလွတ်လပ်စွာရေးသားလိရှိပါသည်။နံပါတ်၄ဆာဖတ်ပြည့်သက်အားရတ္တခံစားမှုပေးဖို့ကိုသာအတိကထားပါသည်။အတွင်းမြင်ဘဟုသူတာသင်ငန်းစာစသည်တို့မှာအလင်းတင့်တယ်လို့ပါဝင်လာခြင်းဖြစ်၏။တခါတည်းရန်ရတ္တခံစားမှုတသက်ဖြင့်ရေးသောစာတပုတ်ထဲတွင်ဘိုးတန်သောတွေးခေါ်တို့အပတ်တမဲ့ပါဝင်သွားခြင်းမျိုးလည်းရှိရပါသည်။ တကာတရံမှာတော့ဥတီချက်မမရရမရှိပဲရေးလိုက်တော့စာတပုတ်သည်စာဖတ်ဖြည့်တဲ့ကြီးအတွက်ကြီးမားသောအကျိုးကျေးဇူးဖြစ်ထွန်းသွားတာမျိုး မတော်တဆကံအားလျော်စွာကြုံတွေ့ရတတ်ပါသည်ကျွန်တော်အနေဖြင့်စာဖတ်ဖြည့်တဲ့ကိုမိတို့ပညာပေးလိုက်ပြီဆိုတော့ရည်ရွယ်ချက်ဖြင့်မရေးခြင်းမှာတနည်းအားဖြင့်စာဖတ်ဖြည့်တဲ့အပေါ်အထက်စီးမှဆရာလုပ်ပြီးရေးခြင်းမျိုးကိုမနစ်သက်ပါမိမိခံစားချက်များကို မျှဝေခြင်းတိုင်တဲ့ခြင်းမိမိရဲ့တွေးစိတ်ကူးများကို ဇာဘပြိတ်သက်များကဲဖြတ်နိုင်ရန်တင်ပြခြင်းမျိုးသာဖြစ်စေခြင်းမသည်ဇာဘပြိတ်သက်လိုက်နိုင်ရန်အချက်အလက်များကိုပြတန်းခြင်းအမိန့်ပေးခြင်းမျိုးထက်၎င်းတို့ကိုယ်တိုင်ကစဉ်းစားဆင်ခြင်ပြီးနှစ်သက်သလိုအဖြစ်ထောက်ယူနိုင်ရန်လမ်းဖွင့်ပေးထားခြင်းမျိုးကိုပိုနှစ်သက်ပါသည်သို့မှသာတရားမျှတမှုရှိလိမ့်မည်ဟုယူဆပါသည်ကျွန်တော်ဖခင်သည်စာရေးဆရာကြီးတူဖြစ်တော်လဲကျွန်တော်ကိုစာရေးသားနည်းတိုင်းရိုက်သင်ကြားပေးခဲ့ခြင်းမရှိပါတခါတရံစာပေကြောင်းဆွေးနွေးဖြစ်သောအခါကြာမှသာ သူ့ user များကိုပြောပြပါသည်အကြောင်းအရာပိုင်းပုံတံပိုင်းတို့၌မိမိသဘောအတိုင်းလွတ်လပ်စွာဖန်တီးခွင့်ပေးခဲ့ပါသည်ခုအားကိုကိုရခြင်းသည်ဖခင်မူဝါဒဖြစ်ပါသည်အခြားမည်သည့်ဇာယိစရာထံမှလည်းတင်ယူစီးပုခဲ့ခြင်းမရှိပါငယ်စဉ်ကတည်းကဖတ်ရှုလေ့လာခဲ့သည့်မြောင်များလှစွာသော စာအုပ်စာတမ်းများသည်သာကျွန်တော်၏ရှေ့ဆောင်လမ်းပြများဖြစ်ပါသည်၎င်းတို့ထဲမှကျွန်တော်ပေါ်လွှမ်းမိုးခဲ့သောကျွန်တော်လေးစားအတူယူခဲ့ရသောစာရေးဆရာများမှာ ဖခင်ဖြစ်သူတာဓုပါဝင် ရွှေဦးတော်တိတ်ပံမောင်ဝတိမ့်ဖင်မြင့်မောင်ထင်တော်ရာဆွေတို့ဖြစ်ကြပါသည်နမချဝိတ္ထုဂျူးခင်မြစဉ်တတ်ထွန်းစေတိတ်ပံနေမျိုးကပြားမောင်ခိုင်မာမောင်မင်းရမောင်သိန်းစောခစ်ပြိုင်ဟုတ်တော်လဲနှစ်သက်ခဲ့သောနိုင်ငံသားစာရေးဆရာများမှစာအာသာကိုနင်ထွိုင်းဂေရီပူပါဆွန် John Steinbeck, AJ Cronin, Samma Samo, Elba Gamu, Margaret Mitchell, Eric Maria Rimbert နမကွန်ဝိတုတပုတ်တွင်၎င်းနောက်ခံပြုသောခေတ်လူနေမှုဇယတ်တဘာဝများပါဝင်မြဲဖြစ်ပါသည်ဇက်ဆောင်တို့၏လောက်ကိုင်းများပြောစကားများလှောက်ရှားမှုများပတ်ဝန်းကျင်ခင်ခြင်းများကပြဆိုနေပါသည်ပြည်သူဆိုင်မှာဆန်ထုတ်ဖို့တန်းစီရအောင်မယ်ဟူသောစကားလုံးသည် ဆိုရှယ်လစ်ခေတ်ကိုဖော်ညွှန်းနေခြင်းဖြစ်ပါသည် အခြေဝိတုများမှာပင်ခေတ်ကိုထင်ဟချက်များပါဝင်တတ်ပါသည်ကျွန်တော်ဝိတုတပုတ်တွင် တက်ကတော်တခုတွင်ចောင်းသူကចောင်းသားကိုဘွဲ့ရပြင်းဘာလို့မလဲဟူပြီးတော့ခါចောင်းသားကဘွဲ့ရပြီးတဲ့လူတွေတောင်ဘာလို့ရမှန်းမသိဖြစ်နေသေးတာငါတို့ကဘွဲ့ရဖို့ပြားကြီးလိုသေးတယ်ဟုပြန်ဖြေចောင်းရေးထားပါသည်ထိုစဉ်ကအလုံးလက်မဲ့ပြဿနာကို ထင်ဟပ်ပြခြင်းဖြစ်ပါသည်ခေတ်ကာလဘောင်ကိုကြော်လွန်၍ရေးသားကြသော modern နှင့် postmodern ဝိတ္ထုများမှာပင်ခေတ်ရငွေအတန်နှင့်မကင်းចောင်းတွေ့ရတတ်ပါသည်နံပါတ်၈ ဂန်ဝင်စာပေများပြားကိုလေ့လာမှုပါသည်မြန်မာစာပေတွင်ဂန်ဝင်စာပေကဏ္ဍမှာအလွန်ရေးကြီးပါသည်ဩစာလည်းကြီးပါသည်မြန်မာတို့သည်ရိုးရာအစဉ်လာအယူအဆကိုအလွယ်တကူစွန့်ပြစ်လေးမရှိပါဂန်ဝင်အင်အားကိုယူ၍လမ်းသွေ့ထွင်လင်းပို၍ခိုင်မြဲသည်ဟု ယူဆကြပါသည် မော်ဒန်ပို့စ်မော်ဒန်စာပေရေးသားသူများပင်ဂန်ဝင် စာပေကိုလေ့စားကြပါသည်အမှန်အားဖြင့်ဂန်ဝင်ဆိုသည်မှာ ခင်ဟောင်းပုံစံ Mercedes ကားဒဇင်ကဲ့သို့ပင်ဖြစ်ပါသည်လမ်းပေါ်တွင်အုံပြူ၍မောင်းထင်ရန်မသင့်လျော်တော်တော်လဲဖြတ်စည်းခြင်းမပြုဘဲပြလိုက်ထဲမှာတရိုတသေးတင်းစီထားတဲ့သောသဘောမျိုးဟုထင်ပါသည်နမတ်ကိုအတိတ်ပဲရှိပါသည်ခေတ်သစ်မြန်မာဝတ္ထုများစတင်ပေါ်ပေါက်လာသော1904ခုမှ ယခုထိနိုင်ငံညာစာပေအထူးသဖြင့်အနောက်တိုင်းစာပေသည်မြန်မာစာပေပေါ်ရိုက်ခတ်မှုရှိခဲ့ပါသည်နိုင်ငံညာစာပေလေ့လာခြင်းသည် မြန်မာစာပေအတွက်အန်တီအမရှိပါဖွံ့ဖြိုးတိုးတက်မှုကသာဖြစ်စေပါသည် globalization ခေတ်တွင် ပို၍ပင်လေ့လာသင်ပါသည် ထို့အတူမြန်မာစာပေကိုလည်းအနောက်နိုင်ငံသားများကပို၍ပင်လေ့လာသင်ပါသည်ကျွန်တော်၏နိုင်ငံခြားဘာသာ အင်္ဂလိပ်စာကျွမ်းကျင်မှုမှာတံမှန်မျှသာရှိသဖြင့်မူရင်းစာအုပ်များကိုအနည်းငယ်သာဖတ်ရှုပူပါသည်တို့ရတွင်မြန်မာဘာသာသို့ပြန်ဆိုထားသောနိုင်ငံခြားစာအုပ်များကိုပူအမြောက်များဖတ်ရှုခဲ့ပူပါသည်မိမိအတွက်များစွာအသုံးဝင်ပါသည် နိုင်ငံခြားစာပေပုံသဏ္ဍာန်နှင့်အတွေ့အခေါ်ကိုတိုက်ရိုက်ကူးယူတွတ်သွင်းခြင်းမျိုးကိုတော့မှတ်နှစ်သက်လာပါမြန်မာစာပေသည်လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ခန့်ကစ၍အခိုင်အမာတည်ရှိခဲ့ပြီဖြစ်ပါသည်နိုင်ငံခြားစာပေ၏အသာချက်ကိုယူ၍မြန်မာစာပေ၏အခြေခံ တွေးမြင်နှင့်ပေါင်းစပ်ပြီးတိုးတက်ဖွံ့ဖြိုးအောင်ဆောင်ရွက်သင့်သည်ဟုယူဆပါသည်နံပါတ်30ဆိုရှယ်လစ်ခေတ်တုန်းကအမှုပညာသည်ပြည်သူအတွက်ဖြစ်ရမည်ဟုကြေကျော်ခဲ့ကြပါသည် ဆိုရှယ်လေးတယုံမှန်စာပေးဟုလည်းဆိုကြပါသည်။ယုံနာမယုံနာအပါထားဂုံရှိတဲ့ထင်သည်ဖြင့်လိုက်အော်ကြသူများလည်းရှိပါသည်။တချို့လည်းခံစိတ်ပင်နေကြပါသည်။ထိုစဉ်ကအလုသမာလယ်သမားကိုအခြေခံသောဘဝတယုတ်ပေါ်စာပေးရေးမှတယုံမှန်သည်ဆိုသောအုပ်စုကစာပေးလောကကိုကြီးစိုးထားပါသည်။အမှုပညာကိုတိကာထားသောစိတ်ခံစားမှုကိုဦးစားပေးသော အကြောင်းအရာထက်အေးသားပုံတံတန်းကိုပဓာနာပြုသောရတ္တကိုအထူးလေးထားသောစာပေများကို စိတ်ကူးရင်စာပေပျော်ပတ်စာပေတရုတ်ပြက်စာပေ existential lesson စသဖြင့်ဆွဆွဲခဲ့ကြပါသည် social link အစိုးရ၏မူဝါဒများကလည်းမြန်မာစာပေလောကကိုပေါင်းခတ်ထားခဲ့ပါသည်စာပေစည်းစည်းရေးအဖွဲ့၏စည်းကမ်းသတ်မှတ်ချက်များကလည်းတစ်ခါတရံကွက်ကြလာပါသည်စာအုပ်တို့တွင်ပြည်သူ့အကျိုးပြုဖဏရာဂိုင်းနှုန်းစာမျက်နှာရေးအတွက်ဘလောက်ပါရမည်ဆိုတာမျိုးဖြစ်ပါသည်ပညာသားပါပါ ရေးတတ်သူဖို့တိတ်မသိတာတော့လေ အချို့မှာအခြေဝိတုဂမ်ဘီယာဝိတုလျှို့ဝှက်တဲ့ဘူဆုံတာဝိတုတွေထဲမှာပါဆိုရှယ်လစ်စကားလုံးတွေတုံးလိုက်တက်လိုက်ထည့်ရေးကြတဲ့ဖြင့်လူကြီးစရာကြီးဖြစ်ခဲ့ရပါသည်1988ဆိုရှယ်လစ်ခေတ်ပြီးဆုံးသွားချိန်မှာဆိုရှယ်လစ်တည်ုံမှန်ဝါဒလည်းချုပ်ငိမ့်သွားပါသည်လူတန်းစားဘဝတည်ုပ်ဘောစားပေးတာလည်းအယဝင်သည်ဟုကြွေးကြော်ကြသူများပင် လေတံပြောင်းလာကြပြန်ပါသည်ထူးဆန်းတာကတော့တချိန်ကဟီးရိုးဖြစ်ခဲ့သောအလौဒ္ဓမာလေသမအခြေခံလူဒန်းစားကိုပါ ဆိုရှယ်လစ်စနစ်နဲ့အတူမေ့ဖြောက်ပြစ်လိုက်ကြခြင်းပင်ဖြစ်ပါသည်။အမှန်ကတော့ထိုလူဒန်းစားများသည်ဆိုရှယ်လစ်စနစ်မပေါ်မီကပင်ရှိနေကြပြီသားဖြစ်ရှိနေစေလည်းဖြစ်အလောက်သမားလယ်သမားဆိုသည်မှမြည်သည့်ခင်မှမစိုးရှိနေကြမည်သူများသာဖြစ်၏။၎င်းတို့ကိုပင်သောအခါမှမှပြစ်ပယ်ထား၍မရပါ။ဒီမိုကရေစီခေတ်တွင်ပို၍ပင်အကာအကွယ်ပေးရမည်ဟုထင်ပါသည်။ဆိုရှယ်လစ်ခေတ်ကောင်းဆုံးပြီးနောက်တွင်အမှုပညာ ရတစိတ်ခံစားမှုပௌဂလိကတွဲမြင်တို့ကိုဦးစားပေးရေးဖွဲ့လာကြပါသည်အယူဝါဒတစ်မျိုးတည်းကလွမ်းမိုနေခြင်းမဟုတ်တော့ပဲတီးခြားအယူအဆမျိုးမျိုးကိုဆွဲကင်စားပြုလာပါတော့သည် စာပေပုံသဏ္ဍာန်သစ်များလည်းပေါပေါလာကြသည်ကြပြတွင်ယခင်ကအလွန်အေးပါသောကာယစနစ်ကို လုံးဝနှိပါဆွန့်ထွက်လိုက်ကြပါသည်စာရေးသားပုံစံစမ်းသစ်တီထွင်မှုတွင် ဆိုရှယ်လစ်ခေတ်ကထက်ပို၍လွတ်လပ်ခွင့်ရှိလာပါသည် အကြောင်းအရာပိုင်းဆိုင်ရာမှာတော့ပို၍ပင် ဖွင့်လင်းမှုရှိရန်လိုအပ်နေပါသေးသည် မြန်မာစာပေ၏အနာဂတ်သည်ဗဟုဝါဒ pluralism စီသို့ဦးတည်နေသည်ဟုထင်ပါသည်စာပေယူဆမျိုးစုံပုံသဏ္ဍာန်မျိုးစုံတို့အတူရှင်တွဲဖြစ်ထွန်းလာလိမ့်မည်ဟုယူဆပါသည် အမှန်အားဖြင့်လည်းအမှုပညာသည်ဘာအတွက်ဟူ၍ဘယ်သူကမှအတင်းကျပ်ပြထန်းဝင်မရှိပါအမှုပညာသည်ဘာအတွက်မဆိုဖြစ်နိုင်သည်ဘာအတွက်မှမဟုတ်ဘဲလည်းဖြစ်ကောင်းဖြစ်နိုင်သည်အမှုပညာသည်သူ့သဘောသူဆောင်နေခြင်းသာဖြစ်ပါသည် နံပါတ်7တတ္ထဗေဒသဘောအရလိန်ကွဲပြားခြင်းခန္ဓာဗေဒသဘောအရတိဆောက်ဖွဲ့စည်းပုံခြားနာခြင်းတို့နှင့်ဆက်နွယ်ပတ်သက်သောကိစ္စများကလွဲလင်းယောက်ျားနှင့်မိန်းမအတူတူပင်ဖြစ်သည်ဟုယူဆပါသည်အင်တာဗျူးတစ်ခုတွင်ယောက်ျားနှင့်မိန်းမဆိုတာအကျိုးနဲ့အကန့်လိုပဲတူရဲနဲ့တော့အလုပ်မဖြစ်နိုင်ဘူးဟုကျွန်တော်ပြောခဲ့မှုပါသည်ကျွန်တော်ဒီမိမိဇနီးကိုချစ်သူ အရင်ဒီဆုံးမိတ်ဆွေရဲဘော်ရဲဘက်ကွန်မရိတ်ဟူ၍တက်မှတ်ပါသည်နံပါတ်2ရေဘူးရအပြင်ဆိုရင်တော့မြန်မာမျိုးသမီးတို့သည်သူတို့ဘဝကိုချိန်တက်ပုံရပါသည်ဗုဒ္ဓဘာသာ ယူဆရာယောက်ျားမိန်းမဟူ၍ဖြစ်လာရခြင်းမှာ တိတ်ဤကုသိုလ်ကံကြောင့်ဟူလက်ခံကြသောကြောင့်လည်းဖြစ်နိုင်ပါသည်အင်ရှင်မဆိုသော ဖွဲ့သူကိုလည်းလူလိုလားလားရှိကြပါသည်ခင်မုန်းဖြစ်သူ ရှာဖွေသည်များအဝေးကြီးတို့ကိုဂိုင်းတွယ်ထိန်းသိမ်းခွင့်ရခြင်း ိန္ဒိယရများကိုဥဆောင်စီပံခန့်ခွဲခွင့်ရခြင်းတို့ကြောင့်ဖြစ်နိုင်ပါသည်မြမမျိုးသားတို့သည်မိမများအပေါ်များအဖြစ်ဥစားပေးတတ်ကြပါသည် ထိုချက်မှာအပြုသဘောဆောင်ပါသည်တို့ရရင်မိမများသည်အင်အားနည်းသူများဖြစ်သောကြောင့်ညာတာတင့်သည်ဆိုသောအမြင်သာဖြစ်နေပြန်ပါသည်မိမများကိုတဆင်းနိုင်သည်ဟုယူဆပြီးတန်းတူသဘောပဋ္ဌာန်းနိုင်သောယောက်ျားကအများစုဖြစ်နေပါသည်မိမများသည်မိမိတို့အတွက်ဖြောပြဖို့ ပြုစုဖို့တက်တက်တာဖြစ်သည်ဟုယူဆပြီးအနိုင်ကျင့်နှိပ်စက်တတ်သူများကိုလည်းတွေ့ရပါသည်မြန်မာမျိုးသမီးတို့သည် အချို့နိုင်ငံများရှိအမျိုးသမီးများနှင့်ဆာလင်အခွင့်အရေးပုံမရရှိသည်ဟု၍တော့ဆိုနိုင်ပါသည်ခင်ဗျို့ဤမျိုးရိုးအမိကိုယူစရာမလိုခြင်းဇနီးတဲ့ကသဘောမတူဘဲတစ်ဖက်သက်ကွာရှင်းခွင့်မရှိခြင်းအလိုလျောက်အမွေဆက်ခံခွင့်ရှိခြင်းတရားဝင်လက်ထပ်ထားခြင်းမရှိသည့်အချိန်လူများကလက်ခံအသိမှတ်ပြုလျင်ဇနီးအဖြစ်ကြေညာနိုင်ခြင်းတို့ဖြစ်ပါသည် ို့ရရင် မိမတို့သည်ယောက်ျားများလောက်ဖုံးကံမရှိဟုယူဆခြင်းမိမတို့၏ထမိန်ကိုယုံညံ့သောပစ္စည်းဟုသဘောထားခြင်းဘုရားစီသည်များတွင်မိမများမဝင်ရမတက်ရတားမြစ်နေရများထားရှိခြင်းဆိုရဌာန၏မြင့်ဆုံးရာထူးများတွင် မိမများကိုခန့်အပ်ရန်ဝင်လေခြင်းယောက်ျားများသည်တပြိုင်နက်တည်းတွင်ဇနီးများပြားကိုတရားဝင်လက်ထပ်ခွင့်ရှိတော်လဲမိမများအနေဖြင့်ခင်မိုးတယောက်ထက်ပို၍တပြိုင်နက်လက်ထပ်ခွင့်မရှိခြင်းစသည်ဖြင့် ခွဲခြားဆက်ဆံခံနေရဆဲဖြစ်ပါသည်တချိန်ကမိမတို့သည်အိမ်တွင်းမှသာနေ၍အမှုကိစ္စများဆောင်ရွက်ရင်းအချိန်ကုန်လွန်ခဲ့ကြသည်ယခုအခါမိမများသည်အပြင်ထွက်အလုံးလုံးကြရသည်မိသားစုဝင်တွေကိုတစ်ဖက်တစ်လမ်းမှရှာဖွေဖြစ်စီလာချရသည် အချို့ဆိုရင်အ திக ဝင်တွေရှာသူများပင်ဖြစ်လာကြသည်ထို့ကားမိမတို့သည်၎င်းတို့နှင့်ထိုက်တန်သောနေရာကိုပို၍အလိုရှိလာကြပါသည် ယခုခေတ်လူငယ်များ၏ကြားမှာတော့ကြားမခွဲကြားဆက်ဆံမှုအတော်တန်ပင်လျော့နယ်လာသည်ဟုယူဆရပါသည်အချို့သောနိုင်ငံများတွင်ဒီမိုကရေစီရှိသည်လူ့အခွင့်အရေးပြည်ဝရှိသည်ဟုကြွေးကြော်နေကြပါသည်တို့ရတွင် ထိုအခွင့်အရေးများကိုယောက်ျားများကသာလဝကြီးအုံရယူထားကြပြီးမိန်းမတွေကတော့အနာရှင်ခင်ပွန်းများ၏လက်အောက်မှမလွတ်မြောက်ကြသေးပါအမျိုးသမီးတို့သည် တန်းတူအခွင့်အရေးရရှိရန်ဆက်လက်တိုက်ပွဲဝင်တောင်းဆိုကြရပါအောင်ပြီး ထိုတိုက်ပွဲဝင်မှုများကိုကျွန်တော်ထောက်ခံပါသည်ဝိတုရေဓမာနှင့်ပတ်သက်သောမိခွန်များနံပါတ်1အကြောင်းအရာတစ်ခုကိုအလင်္ကာများနမိတ်ပုံများသင်္ကေတများအသုံးပြု၍ရေးသားခြင်းတတ်ပညာ၌မြန်မာစာရေးဆရာများအလွန်ကျွမ်းကျင်ကြပါသည်အလေးအကျင့်ဖြစ်နေကြဟန်တူပါသည်ဝိတုတဘောဤဥတီချက်ဆိုသည်မှာတခါတရံရှင်းပြဖို့မလွယ်လာပါအကျိုးတော်ဝိတုများတွင်ဥတီချက်ဟူ၍ထင်းထင်းရှားရှားပါခြင်းမှာပါရသည်တခါတလေ ဝတ္ထုကောင်းစဉ်ကလေးကိုသဘောကျပြီးရေးချင်တာရေးမိသွားတတ်သည်စကလုံးကလေးတစ်လုံးအတွေးစိတ်ကူးကလေးတစ်ချက်မှစတင်ပြီးဝတ္ထုရှိကြီးတစ်ပုဒ်ဖြစ်ခြင်းဖြစ်လာတတ်ပါသည်ကြပြကလေးတစ်ပုဒ်တခြင်းကလေးတစ်ပုဒ်ကိုခံစားမိရာကဝတ္ထုအဖြစ်ပြောင်းလဲပေါပေါလာတာမျိုးလဲရှိခြင်းရှိတတ်ပါသည်စာပေပြုစုသူများကျမ်းပြုစုသူပညာရှင်များနှင့်စာရေးဆရာများအကြားတွင်ထိုကိစ္စသည်မကြာခဏအချက်အသေးတွေ့ကြရပါသည်မေးသူကလည်းတာဝန်ရမေးကိုမေးရပါသည် ဇာရေးဆရာကလည်းမေးသူချင်းနဲ့အောင်ကြံဖန်အကြောင်းရှာပြီးဖြေပေးရတာအလွန်စိတ်ညစ်ဖို့ကောင်းပါသည်လူထင်ကြီးအောင်ရှောက်ပြောဖို့ကလည်းမိမိကိုယ်ကိုမိမိရှက်ဖို့ကောင်းသည်ဟုထင်ပါသည်ဥတီချက်ကြီးကြီးမားမားထားပြီးရေးတော့လေတိတ်မထိရောက်တာမျိုးဖြစ်သွားတတ်တယ်လို့တန်မှန်လောက်သဘောထားပြီးရေးလိုက်တော့စာတပုတ်ကပြိသက်တွေအကြီးအကျယ်အကျိုးသက်ရောက်မှုရှိသွားတာမျိုးလည်းဖြစ်တတ်ပါသည်ဝိထုတပုတ်ရေးရရင်ဥတီချက်ကိုအသေးစုပ်ကိုင်းထားတော့ခါထိုဥတီချက်ကမိမိကိုပြန်လည်ဖြစ်စီပြီး န့်သက်ပေါင်ခတ်ထားခံရသလိုဖြစ်ရသောအခါအမှုပညာဘက်မှအားနည်းသွားရတာမျိုးလည်းဖြစ်တတ်ပါသည်။ရေဓမာဝိတုနှင့်ပတ်သက်၍ကြီးကျယ်သောဥဒိကျမရှိပါ။ရှာကြံ၍ပြောရမည်ဆိုရင်ပညာနဲ့ထက်လွာလူတန်းစားများဖို့စိတ်ကူးရင်ဆန်ဆန်တွေးခေါ်ကြင်ကြံနေထိုင်ခွင့်ရှိကြတော့လေ။ခြေကလူတန်းစားတွေကတော့ဘဝကိုလက်တွေ့ကြကြသာဖြည့်ဆင်းကြရသည်ဆိုသောအချက်ပင်ဖြစ်ပါသည်။တခါတလေစာရေးဆရာကြီးမသိစေတဲ့ကခန်းစားချက်များသည့် ဝတ္ထုထဲတွင်အလိုလျောက်ပါသွားလေရှိပါသည်ထိုချက်ကိုစာရေးဆရာကိုယ်တိုင်ကမသိလိုက်ဘဲစာဖတ်ပြိတ်သက်သာရိမ့်မိသွားတာမျိုးလည်းရှိတတ်ပါသည်အမှုပညာဆိုသည်မှာအလွန်ထူးဆန်းပြီးပြင်ဆင်လက်ဆန်လာပါသည်နံပါတ်1ရေဓမာဝတ္ထုသည်လူကြိုက်များသောစာအုပ်တို့ဖြစ်ခဲ့ပါသည်ကျွန်တော်၏အခြားစာအုပ်များဖြစ်သောငှက်ကလေးခொနစင်အလွန်ဘာမှမတတ်နိုင်မှုကန်တဝင်းအိမ်မက်စသောစာအုပ်များကဲ့သို့စာပေသမားအကြိုက်မျိုးတော့မဟုတ်ခဲ့ပါ ဒုတိယတန်းစားအဆင့်လောက်သာရှိလိမ့်မည်ထင်ပါသည်။သို့ရာတွင်ပေါ့ပေါ့ဆဆရေးခဲ့ခြင်းမျိုးတော့မဟုတ်ပါအမှုပညာများအောင် တက်ဆွမ်းသည်များစူးစမ်းရေးခဲ့ပါသည်။ဖတ်ပြော်သောဝိထုတပုတ်တော်ဖြစ်လိမ့်မည်ဟုညွှန်လင်းပါသည်။နံပါတ်3ကျွန်တော်၏ဝိထုများကိုစာပေဝေဖန်သူများက၎င်းတို့သဘောထားအမြင်ကိုလိုက်ပြီးစိတ်ကူးရင်အပျော်ပတ်ဘဝဆန်သောအခြေဝိထုဘဝတိယုဘောဟာတတိယမဟာတာစသဖြင့်အမျိုးမျိုးတတ်မှတ်ကြပါသည်။ ကျွန်တော်ကိုကျွန်တော်တော့ဘယ်လို့မှမှတ်ချက်မပြုပါဝါရတခုခုကိုအသေးစုပ်ကင်ထားခြင်းလည်းမရှိပါမိမိရေးကျင်သောအကြောင်းအရာကိုမိမိရေးကျင်သောပုံစံဖြင့်လွတ်လပ်စွာဖန်တီးပါသည် ရေဓမာဝိတ္ထုနှင့်ပတ်သက်သောထင်ဟချက်မှာတက္ကသိုလ်ထဲတွင်ကျောင်းသားကျောင်းသူများရှိကြသည်တချို့ကပြည့်ပြည့်စုံစုံပပူမပင်ကျောင်းတက်ရသည်တချို့က မပြည့်မစုံချုပ်တဲ့ကြသည်တချို့ကရည်မှန်းချက်ကြီးသည်တချို့ကပျော်ပျော်ပါပါပင်နေသည်တချို့ကရှေ့ရေးအတွက်တွေးပူရသည်တချို့ကစိတ်ကူးရင်ကြသည်ဇက်သိမ်းခံမျိုးမျိုးပါသောအချစ်ဇက်လန်းတွေရှိကြသည်ထိုနည်းတူအလွန်ခံညာထဲဝါပြီးအစင်မြင့်လာသောတက္ကသိုလ်အကျောင်းတော်ကြီးတဲ့တွင်ကျင့်လည်နေရပါလေပညာရေးနှင့်လုံးဝမနှီးဆန်နိုင်ကြသောလူဒန်းစားတရားလည်းရှိသေးသည်။ကျောင်းဝင်းတွင်မှဈေးတယ်များပင်ဖြစ်သည်။ တို့မှလည်းသူ့တိုင်းတာနှင့်သူသူ့ရည်မှန်းချက်တွေရှိသည်ခံစားချက်တွေရှိသည်လူသားပီပီသူတို့မှလည်းအချက်ရှိသည်ထိုအချက်များကိုအခြေခံပြီးစာဖတ်ပြည့်တတ်များကဤဝိထုပေါ်မိမိတို့နှစ်သက်သလိုဝေဖန်တုံ့သက်ကြပါလိမ့်မည်နံပါတ်၄ဝိထုတစ်ပုဒ်ကိုရေးရရင်တစ်ခါတည်းရန်ဇက်လန်းကိုအရင်စဉ်းစားရသည်ထိုဇက်လန်းနှင့်ကန့်ညီသောဇက်ဆောင်များကိုမွေးရပါသည်တစ်ခါတည်းရန်ဇက်ဆောင်များကိုရင်ဖန်တီးပြီး၎င်းတို့၏ဇယိုက်တဘာဝနှင့်ကန့်ညီသောဇက်လန်းတစ်ခု ဖြစ်ပေါ်လာစေရပါသည်။စာရေးဆရာသည် တခါတည်းံဆက်ဆောင်နှင့်တသားတည်းချအောင်ပူကတ်နေတတ်ပြီးတခါတည်းံပူတုံခွာတုံဖြစ်ပါသည်။တခါတည်းံမှာတော့ဇက်ဆောင်ရီဘေးကနေပြီးကိုချင်းစာစိမ့်ဖြင့်ရေးပါသည်။အထက်ပါသဘောအရဇက်ဆောင်တို့သည် စွာချင်းရဲရင်ချင်းအငဲချင်းဝမ်းနေတတ်ချင်းစသောဇိရိုက်များဖြစ်ပေါ်လာရပါသည်။စာရေးဆရာက တမင်တကာနဲ့အတင်းကျပ်စိတ်ခိုင်းနေခြင်းမဟုတ်ပါ ရေတမာဝိတ္ထုတွေကမင်းကလေးဒီဘာကြောင့်ဆွာရသလဲဆိုရင် ဇက်လန်သဘောအရစွာသင်လို့စွာရခြင်းဖြစ်ပါသည်တို့မှသာယောက်ျားလေးတယောက်ပေါ်အထက်ကြီးကရဲရဲရင့်ရင့်ဆက်ဆံနှာမြည်ဖြစ်၏တို့ပြင်ယောက်ျားလေးကလည်းပင်ကိုအားနေချက်အယုတ်ဆိုခြင်းရှိနေသောအခါအားပြိုင်မှုပူကောင်းလာပြီးဇက်လန်ကို ပို၍လှပလာစီပါသည်ဇက်သိမ်းပိုင်းကိုလည်းပို၍ထိရမှုရှိလာစီပါသည် နမက နောင်ဆိုးသည်လဲအထက်ပါအတိုင်းဇက်လန်းရရှိတင်သောဇယိုက်တဘာဝရှိရပါသည် ဆံပြဇက်ဆောင်စစ်စစ်မဟုတ်သည့်တိုင်မြမယောက်ျားလေးတို့၏အခြေခံသဘောတဘာဝကိုတော့ထင်ဟပ်စေပါသည်မြမယောက်ျားလေးအများစုတို့သည်မိန်းကလေးတစ်ယောက်ပြီးတစ်ယောက်ရှောက်မတွဲတတ်ကြပါမိမိနှစ်သက်သောမိန်းကလေးတစ်ယောက်ကိုရွေးပြီးဇွဲရှိရှိချင်ကပ်တတ်ကြပါသည်ထိုမိန်းကလေးကိုအဆအဆအရှုံးပေးလိုက်ရောတတ်ပါသည်မိန်းကလေးအတွက်အနစ်နာခံတတ်ကြပါသည်လက်ထပ်ပြီးနောက်မှာတော့ရာဂိုင်းနှုန်းတော်တော်များများသည့်အချိုးပြောင်းသွားတတ်ပါသည် ထို့ကြောင့်မိန်းကလေးများကယောက်ျားလေးများသည် အစိုးရများနှင့်တူသည်ဟုဥပမာပေးတတ်ကြပါသည်ရွေးကောက်ပွဲမတိုင်ခင်မှာဂရီတွေမျိုးမျိုးပေးခဲ့ပြီးရွေးကောက်ပွဲမှာအနိုင်ရလို့အစိုးရဖွဲ့ပြီးသွားသောအခါပေးထားသောဂရီတွေကိုအကုန်လုံးမိရော့ထားတတ်ကြသည့်သဘောကိုဆွလိုခြင်းဖြစ်ပါသည်နံပါတ်6မြန်မာတို့တွင်သူချစ်ကိုချစ်တစ်ဖက်သက်အချစ်တနာချစ်စသဖြင့်အချစ်ကို မျိုးမျိုးတည်ယုတ်ခွဲတတ်ကြပါသည်မိန်းကလေးဖြစ်စေယောက်ျားလေးဖြစ်စေချစ်တတ်ကြပါသည် မိန်းကလေးတို့သည်၎င်းတို့ထံအင်အားကြီးသောယောက်ျားလေးများကိုအာကိုလူစိတ်ဖြင့်ချစ်ခင်ကြသည်ဟုဆိုပါသည် ထို့တူမိခင်စိတ်ရှိသောသဘောတဘာဝကြောင့်တနာကျင်လာသောအချစ်နှင့်လည်းချစ်တတ်ကြသည်ဟုအဆိုရှိပါသည်တနာချစ်သည်ပို၍ခံပါသည် ဟုလည်းပြောကြပါသည်မြမမိန်းကလေးတို့သည်လွယ်လွယ်ကူကူနှင့်တော့မချစ်တတ်ကြပါချစ်မိပြီဆိုရင်လည်းအလွန်ဆွမ်းမြဲကြပါသည်ကောင်းသည်ဖြစ်စေဆိုသည်ဖြစ်စေနောက်ဆိုဖို့စဉ်းစားလိမ့်မရှိကြပါ တခါတရံပါចောင်းပြခြင်းမှမရှိဘဲချစ်ခြင်းနဲ့ချစ်တတ်ကြပါသည်အမှန်အပြည့်လဲချစ်ဆိုသည်မှာသိပ္ပံပညာစံတတ်မှုမဟုတ်သည်ဖြင့်တသက်ပြရန်မလိုဟုထင်ပါသည်နမတ်ခွန်နိုင်ငံခြားသားများအတွက်သာမကပါမြန်မာမျိုးသားများကိုယ်တိုင်အတွက်လည်းမြန်မာမျိုးသမီးများသည်ဗဟေလိပင်ဖြစ်ပါသည်ဒိုဗဟေလိကိုဖြည့်ရှင်းသိရှိနိုင်ဖို့ကြိုးစားရင်းတသက်တာအချိန်ကာလများကို ကုန်လွန်ခဲ့ကြရပါသည်ဘယ်သောအခါမှမလည်း တိကျရရတော့အဖြေကိုမရနိုင်ခဲ့ကြပါထို့အချက်ဒီပင် အချစ်ဤဝိသေသလက္ခဏာတရက်လေးလားဟုစဉ်းစားပွဲ ဖြစ်ပါသည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတူတာပါ thank you